ရိုက်တဲ့ကြီးရဲ့ရခိုင်ပြည်နယ်မှာတိုက်ပွဲတွေဖြစ်ပွားလာခဲ့တာဟာနှစ်နှစ်နေပါရှိနေပြီဖြစ်ပါတယ်။ရခိုင်အကြံဖက်လက်နက်ကိုင်အဖွဲ့အေအေဟာ2023ခုနှစ်နိုဝင်ဘာလအတွင်းမှာတမရော်စခန်းတွေနဲ့နိုင်ငံတော်အစိုးရထိန်းချုပ်ထားတဲ့မြို့တွေကိုအင်အားသုံးတိုက်ခိုက်လာခဲ့ပြီးနောက်ရခိုင်ပြည်နယ်မှာတိုက်ပွဲတွေဖြစ်ပွားလာခဲ့တာဟာလက်ရှိချိန်ထိဖြစ်ပါတယ်။ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်းအေအေအိုးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာ ရိုတက်ချုပ်ကိုယာယီထိန်ချုပ်ခွင့်ရခဲ့ပေမဲ့တခြားတစ်ဖက်မှာတော့အေအေတောက်ဖွဲ့ဝင်အများအပြားကြဆုံခဲ့တယ်လို့ရခိုင်ပြည်နယ်အတွင်းနေထိုင်သူအများစုဟာလည်းစာဝိနေရေးပြဿနာတွေကိုရှင်းဆိုင်နေရဆဲဖြစ်ပါတယ်။ရခိုင်လူမျိုးအများစုဟာအေအေလက်နက်ကိုင်အဖွဲ့ဖန်တီးခဲ့တဲ့စစ်ပွဲကြောင့်အခက်အခဲမျိုးစုံရှင်းဆိုင်နေရပေမဲ့အေအေအဖွဲ့ကောင်းဆောင်ထုံမြန်နိုင်နေအေအေအဖွဲ့ဝင်တွေကတော့မိုးရစေဝါရောင်းချမှုတွေကြောင့်ကျေဝအချမ်းသာနေတယ်လို့ စစ်ဘေးရှောင်ခဲ့တဲ့ရခိုင်လူမျိုးတွေရဲ့ပေါတဲလူယုံမှုတွေကြောင့်ချမ်းသာနေရလို့သိရပါတယ်။ဒါပေမဲ့ရခိုင်လူမျိုးအများစုကတော့ AA UNL အဖွဲ့ဝင်တွေရဲ့ဖိနှိပ်အနိုင်ကျင့်ခြင်းစာဝင်းတွေရဲ့အဆင်မပြေမှုတွေရှင်းဆိုင်ရရှိနေပါတယ်။ AA အဖွဲ့ဟာရခိုင်ပြည်နယ်အတွင်းရှိ၎င်းတို့ရှားရီထိန်ချုပ်ထားတဲ့မြို့တွေမှာနေထိုင်သူအများအတွေ့စာဝင်းတွေရဲ့အဆင်ပြေအောင်ဖန်တီးလုပ်ကင်ပေးခြင်းမရှိဘဲအရွယ်ရောက်ပြီးသားလူငယ်တွေကို အတင်းအကျပ်လူသစ်စုဆောင်ရဲ့ရှင်နေရလူငယ်တွေရဲ့အနာဂတ်ကလည်းပြတ်သုံးပြီးရဲ့ရှင်နေပါတယ်။တွင်မြနိုင်တဲ့အေအေအဖွဲရဲ့ဖိနှိပ်အနိုင်ကျင့်မှုတွေကြောင့်ရခိုင်ပြည်နယ်နဲ့ရခိုင်လူမျိုးရဲ့အခြေအနေတွေကပုံမဆိုးရွားလာပွဲရှိရတဲ့ရခိုင်ပြည်နယ်ကိုတပ်မတော်ကအုပ်ချုပ်ခြင်းကသာပုံမကားမှုပွဲရှိရလို့ရခိုင်လူမျိုးတော်ဖြစ်တဲ့ကိုသားသားကအခုလိုမျိုးပြောပါတယ်။ဘာရခိုင်ပြည်နယ်ကောင်းစားရဲ့မင်းတို့မိသားစုတော်မင်းတို့ ကောင်းဆောင်မလုပ်ပြနိုင်ခဲ့တာရခိုင်ပြည်နယ်ကောင်းဆောင်လုပ်နိုင်ဖို့မင်းတို့မှရှိတဲ့မိမတော့နော်ကြိုရှင်အောင်မထားပြနိုင်တာကောင်းဆောင်အောင်မထားပြနိုင်တာမင်းတို့အဖေမင်းတို့အမေကိုတော့ကြိုရှင်အောင်မထားပြနိုင်တာစိတ်ရှမ်းတောင်မထားပြနိုင်တာဒီရခိုင်ပြည်နယ်ကပြည်သူပြည်သားတွေကိုရခိုင်လူမျိုးတွေကိုမင်းတို့စိတ်ရှမ်းတောင်ပျော်ရွှင်အောင်ထားလိုက်မယ်လို့ ဟဲ့ရောက်မင်းတို့နောက်ပိုင်းအစွန်ရောက်တဲ့เนาะအေးထွန်းမြက်နိုင်ရဲ့ကျိုးဆွေရကားလေးတဲ့ခွေးတွေကိုတော့ပြောငါတို့သမင်းသားကြည့်လာတဲ့တောင်ပိုင်းသားငါတို့လူတွေကိုလာမပြောနဲ့ရှင်းတယ်เนาะရခိုင်ပြည်နယ်အေးထွန်းမြက်နိုင်အုပ်ချုပ်လိုက်ရခိုင်ပြည်နယ်ဒီစိမကပစ္စည်းအောင်ပါရခိုင်လူမျိုးတွေဒီစိမကတော့ခွာရအောင်ပါ ရခိုင်ပြည်သူပြည်သားတွေလောလောလတ်လတ်နဲ့ကိုလို့ကိုလို့ကိုထမင်းကိုစားကိုစဘကိုရှာလောက်ကန်စားတယ်လို့ဘယ်မှရမှာမဟုတ်ဘယ်တော့မှလည်းရခိုင်ပြည်သူပြည်သားတွေလွတ်လပ်မှာမဟုတ်ဘူးကျွန်တော်ရေးရေးပြောရတယ်ကုန်တိတယ်မင်းတော်လိုက်ရောအကြောင်းပြပြီးတော့မှငါရခိုင်ပြည်နဲ့ကောင်းစားရေးငါတခိုင်လူမျိုးကောင်းစားရေးဆိုပြီးတော့เนาะနောက်တော်လိုင်းကို တောင်းပြပြီးတော့နောက်ကွယ်မှာမင်းတို့နော်မူရဲစီးတွေရောင်းစားပြီးတော့နော်မူရဲခိုင်းရစားတွေဖြစ်ပြီးတော့မှစကားကိုလုံးစကလုံးလောက်ဆောက်ပြီးဆောက်ကြတယ်မပြောနဲ့ပြောင်းလာရခိုင်လူမျိုးကအကုန်သိတယ်ခိုင်ကြောင်းကအကုန်သိတယ်ငါတခုမကြံငါမြေလံပြစ်လို့ရတယ်ရခိုင်ပြည်နယ်ကိုနော်မြန်မာနိုင်ငံအတွင်းမှာပါကြမို့မြန်မာနိုင်ငံအစိုးရပဲအုပ်ချုပ်ပေးကြည့်တယ် ကျွန်တော်ပြောမယ်ဆိုငါအသုံးသက်ရှိရပြောမယ်ဆိုရခိုင်ပြည်နယ်ကိုစတက်အုပ်ချုပ်တာမှကောင်းအောင်မယ်။เนาะအေးအေးတပုံအုပ်ချုပ်လို့ကတော့ရခိုင်ပြည်နယ်ဒီတက်မကပြစ်စုဖို့ပဲရှိပါလေ။မယုံရင်စောင့်ကြည့်နေ။เนาะစောင့်ကြည့်နေ။အေးအေးအုပ်ချုပ်လို့ရှိရခိုင်ပြည်နယ်မပြစ်စုဘူးဆိုငါ့ကိုလာပြီးပွားလာရဲလေ။ရခိုင်ပြည်နယ်အတွင်းရှိမြို့တချို့ကိုရခိုင်အကြမ်းဖက်လက်နက်ကိုင်းအဖွဲ့အေးအေးအဖွဲ့ကယာယီထိန်းချုပ်ခွင့်ရခဲ့ပြီးနောက်ဌာနေတိုင်းရင်သားတွေကိုပြည်နယ်အနိုင်ကျင့်ခြင်း ဝိုးရီစေဝါရောင်းဝယ်ခြင်းနဲ့ဘင်္ဂါလီလူမျိုးတွေကိုလည်းဖိနှိပ်အနိုင်ကျင့်မှုတွေကြောင့်ရခိုင်လူမျိုးတွေဟာတက္ကပါလုံးကမုံနဲ့လူမျိုးဖြစ်လာဝယ်ရှိရလို့ရခိုင်လူမျိုးတူဖြစ်တဲ့ကိုသားသားကထပ်မံပြောဆိုခဲ့ပါတယ်။ဘယ်အောင်တက္ကပါလုံးကလာမေးလိုက်နော်မင်းဘယ်နိုင်ငံသားလဲလို့မေးလိုက်ခဲ့ဟောင်ငါမြန်မာနိုင်ငံသားလို့ဖြစ်တယ်နော်မင်းဘာလူမျိုးလဲမေးလိုက်ခဲ့ဟောင်ငါရခိုင်လူမျိုးပြီတော့ငါရခိုင်လူမျိုးလို့ဖြစ်တယ်နော်အဲ့တော့မင်းတော့ဘာလေးပောက်ကွက်နေရလဲဟမ် တောင်းမြန်မာနဲ့ဗမာနဲ့မင်းတို့ခွဲခြားတယ်လားတောင်းဗမာကလူမျိုးเนาะမြန်မာကတိုင်းနာ335မြို့နဲ့ဖွဲ့စည်းတဲ့မြန်မာနိုင်ငံမင်းတို့သိလားဗမာနဲ့မြန်မာနဲ့တော့မခွဲခြားတာပဲနဲ့ငါလာမပြောနဲ့เนาะညဗမာတွေကငါတို့ရခိုင်လူမျိုးမမုန်းဘူးငါရဲ့တုံးတက်ချက်ရပြည့်မမုန်းဘူးเนาะငါတို့ရဲ့စကားဝဲတဲ့အတန်လေးတို့သူကပူချစ်တာเนาะ ွေးရစာဂိုင်းကောင်းဆောင်လက်နက်ကန်တောင်းကြနေတဲ့အကြံပဲတပုံအေးအေးခွန်မြတ်နိုင်ကြောင့်ငါတို့ရခိုင်လူမျိုးတွေတကဘာလုံးကမုံတဲ့လူမျိုးဖြစ်လာရတာခွန်မြတ်နိုင်ကြောင့်ရှင်းရနော်မင်းတို့သမင်းစားတဲ့ဦးနောက်ပိုင်းမင်းသမင်းစားတဲ့ဦးနောက်နဲ့တွေးလူမျိုးရေးခွဲခြားတာမဟုတ်ရအောင်ကရင်ကရှင်ခွဲတာမလို့ရခိုင်မှာခွဲတာမလို့မြန်မာနိုင်ငံတနိုင်ငံပဲရှိတယ် တိုင်းရင်းသား135မိနစ်ဖွဲ့စည်းထားတဲ့မြန်မာနိုင်ငံမင်းတို့ဘာပြောမလဲဟမ်ဘာပြောမလဲလို့ဘူးမသိဘာမသိသူများဟောင်းရင်လိုက်ဟောင်းဟဲ့သူများဟောင်းလို့လိုက်ဟောင်းတော့ခွေးပဲရှိတယ်ဟဲ့ငါတော့ခွေးမုံငါတော့လူတွေနော်လူတို့အသိစိတ်ရှိတယ်မင်းတို့ရခိုင်ပြည်နယ်ငါရခိုင်ပြည်နယ်ကွာမင်းတို့မငါရခိုင်ပြည်နယ်ပေါ်ကြည့်လိုက်ရစားဘာမှမရှိတော့ဘူး ရခိုင်လူမျိုးတွေတွားကြည့်လိုက်ဘာမှအဖက်စမရတော့ရခိုင်လူမျိုးတွေကိုမင်းတို့ဒီလောက်ဒုက္ခဒုက္ခပေးနေမင်းတို့မဝသေးဘူးလားရခိုင်ပြည်နယ်ကြီးဒီလောက်ပြစ်စီနေတာဒီလောက်ဖြစ်စီနေတာမင်းတို့မဝသေးဘူးလားမင်းဘာတွေမှမင်းတို့ထပ်ပြီးတော့လောက်အောင်ပါလေအေးအဖွဲနဲ့တံမော်စစ်ကြောင်းတွေကြောင့်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာအေးအေးအဖွဲဟာမျိုးတချို့ကိုယာယီထိချုပ်ခွင့်ရခဲ့ပေမဲ့လူအင်ရအများအပြားဆုံးရှုံးခဲ့ပါတယ် အေးအေးအဖွဲ့ဟာလူအင်အားအများအပြားဆုံးရှုံးကြမှုကိုလူသိရှင်ကြားသတင်းထုတ်ပြန်ခြင်းမရှိခဲ့ပေမဲ့အတဲအကျက်လူသိစုဆောင်းနိုင်မဲ့စေကန်းကိုထုတ်ပြန်ပြီးလူသိစုဆောင်းမှုတွေလုံဆောင်ခဲ့ရရခိုင်လူငယ်အများစုကရခိုင်ပြည်နယ်ပြင်ပနဲ့နိုင်ငံသားထွက်ဖို့ပုံပေါ်ကြိုးပမ်းလာခဲ့တယ်လို့သိရပါတယ်။ရခိုင်လူငယ်အများစုနဲ့မိသားစုတွေဟာရခိုင်ပြည်နယ်ပြင်ပကိုထွက်ဖို့ပုံပေါ်ကြိုးပမ်းလာခြင်းကြောင့်နိုင်ငံရေးစိတ်ကလည်းပုံပေါ်မြင့်တက်လာခဲ့တယ်လို့သိရပါတယ်။ ရခိုင်ပြည်နယ်အတွင်းနေထိုင်နေတဲ့မိသားစုတွေဟာရခိုင်ပြည်နယ်ပြည်ပကိုထွက်ဖို့အတွက်ဆိုရင်လူတအုပ်အတွက်ကြက်အနည်းဆုံး350ကျော်ကုန်ကြနေရလို့ရခိုင်လူမျိုးတအုပ်ဖြစ်တဲ့ကိုတာတာကအခုလိုမျိုးထပ်မံပြောဆိုခဲ့ပါတယ်။ဒီနေ့ကျွန်တော်ပြောချင်တဲ့အကြောင်းအရာကအားလားပါလဲဆိုတော့မြန်မာနိုင်ငံသားကမြန်မာနိုင်ငံအသွင်းကိုလာတာသူမျိုးနိုင်ငံကိုခိုးတော့ရတယ်လို့ပဲခိုးကြုံခိုးနေတယ်။နော်။ဖမ်းမြနိုင်ရဲ့ တော်လန်ရေးကြီးကြောင်းပေါ့ဗျာเนาะရခိုင်ပြည်သူပြည်သားတွေအလောက်သိကိုเนาะစိတ်ရှမ်းသာပြီးတော့เนาะပျော်ရွှင်နေကြတာเนาะဒုက္ခတွေမရောက်ပဲနဲ့ဒုက္ခတွေရောက်နေကြတာတကယ်ထွန်းမြဲနိုင်ကောင်းကျိုးတွေပေါ့เนาะပြီးတော့နောက်တစ်ချက်ကျွန်တော်ပြောပြချင်တယ်เนาะအကျမ်းပဲလက်နဲ့ကန်အေးအေးအေးတွေနဲ့ပေါင်းပြီးတော့မှเนาะလှုပ်ရှားကန်စားနေကြတဲ့เนาะအေဂျင်တို့အေဂျင်တွေเนาะအေဂျင်တွေကျွန်တော်ပြောချင်တယ် အဲ့ဒါပါလဲဆိုတော့ရခိုင်ပြည်နယ်ကနေပြီးတော့ဗမာပြည်လာမယ်ဆိုတယောက်ကိုအနည်းဆုံး300ဆလောက်ကုံမနော်ဗမာပြည်ရောက်တာဒါပေမဲ့လမ်းမှာတော်ထဲမှာဟုတ်လားဒုက္ခဒုက္ခတွေနဲ့အစာရစာငတ်ပြတ်ပြီးတော့မှနော်မနေ့ကိုစူးစမ်းပြီးမှဗမာပြည်ရောက်တာနော်မင်းတို့ရခိုင်ပြည်မှာရှိတဲ့ရခိုင်လူမျိုးတွေငါပြောပြမယ်မင်းတို့ရခိုင်လူမျိုးကိုချစ်တယ်အမျိုးကိုချစ်တယ်ပြည်နယ်ကိုချစ်တယ်ဆိုတာဒါလားကိုလူမျိုးအရှင်ရှင်ဒုက္ခရောက်နေတဲ့အချိန်မှာဟုတ်လားဟမ် ကိုလူမျိုးချင်းဂုတ်သွေးစုံနေတာဒါလားမင်းတို့ရခိုင်ပြည်နယ်ကိုချစ်တာမင်းရောရခိုင်လူမျိုးကိုချစ်တာဒါလားညောင်ရခိုင်ပြည်နယ်ကိုချစ်တယ်ဆိုလို့ရှိရင်ငါမင်းတို့ကအစားကတည်းကပြောပြီးသားရခိုင်ပြည်နယ်ကိုပြစ်လို့ပြစ်စီကြောင်းဖြစ်လို့ဖြစ်စီကြောင်းမလုပ်ရဘူးရခိုင်လူမျိုးကိုချစ်တယ်ဆိုလို့ရှိရင်ရခိုင်လူမျိုးကိုဒုက္ခရောက်အောင်မလုပ်ရဘူးအမျိုးချစ်တဲ့ဘာသာတာဏနာကိုချစ်တယ်ဆိုတာကိုယ်ရှိရှိစီလုံးညီမျှမှုနဲ့နော်တယောက်တယောက်ဂျိုင်းမင်းတိုင်ပင်ပြီးတော့မှနော် ောက်လျှောက်တာဒီအဲ့ဒါမျိုးကိုချစ်တယ်လို့ပြောတယ်။မင်းတို့ကအခုကမျိုးကိုချစ်တာဘုံမင်းကမျိုးကိုဖြစ်နေတာ။နော်လူမျိုးကိုလည်းမင်းတို့အမေအမေကမှကြံမင်းတို့နော်ဖြုတ်နေတာ။နော်ဒါတွေအားလုံးကဘာလို့ကြောင်လဲ။ဘာလို့သုံးသက်လိုက်မယ်ဆိုလို့ဒါတွေအကုန်လုံးကလည်းထွန်းမြဲနိုင်ကြမယ်။နော်ထွန်းမြဲနိုင်တာဟာလေခိုင်းပြီးနဲ့ကောင်းစားရေးတွေ့ဆိုပြီးတော့နော်သူ့ရဲ့နောက်ွယ်ကစီးပွားရေးမလုတ်ခဲမလုတ်ခဲဘူးဆိုလို့ရှိရင်ဒါတွေဖြစ်တတ်တာအကြောင်းမရှိဘူး။ ငါတော့ချင်းချင်းလေးပြငါရဲ့အမိငါရဲ့အတွေ့ငါရဲ့အသိနဲ့ငါပြန်ပြီးတော့တုံးတက်ကြည့်မယ်ဆိုတော့ခိုင်းပြင်းတဲ့ကိုစက်တက်အုပ်ချတော့ပဲကောင်းတယ်နော်စက်တက်အုပ်ချတော့ပဲကောင်းတယ်ငါပါကြောင်းလဲဆိုတော့နော်ခိုင်းပြင်းတဲ့ကိုနော်ခက်စက်ကလည်းနှစ်နှစ်ပေါင်းမြောက်ဆိုတော့နော်စက်တက်အုပ်ချတော့တယ်ပြည်သူလူထုတွေခေါင်းပြန်အရတယ်နော်ကိုစုပွဲကိုရှာနိုင်တယ်နော်ကိုလို့ကိုလုံနိုင်တယ်ဟလာကိုမျိုးစုံကိုပြည်သူပြည်နေနိုင်တယ် ွန်ပျော်ပွဲဆုံးပွဲတွေဇက်ပွက်တွေနေနဲ့ဟုတ်လားဒီလူလူတွေအကုန်လုံးပျော်ပွဲဆုံးပွဲတွေတော်နိုင်ပါနိုင်ကြတယ်မင်းတို့အေးအေးတပုံထွက်မြက်နိုင်ဖက်ခေါက်တောင်းစားမူရဲရစာအကောင်လုံးလိုက်မှငါတို့ရခိုင်ပြည်နယ်ကြီးတွေရားစရာမရှိတော့ဘူးအေးအေးအဖွဲရဲ့ရခိုင်ပြည်နယ်လုံးမြောက်ရေးနဲ့ရခိုင်နိုင်ငံအိမ်မက်မှုတွေကြောင့်ရခိုင်ပြည်နယ်မှာတိုက်ပွဲတွေဖြစ်ပွားလာခြင်းဖြစ်ကရခိုင်လူမျိုးတွေဟာထုံမြက်တိုင်းအိုးဆောင်တွေရဲ့အေးအေးအဖွဲရဲ့လုံရက်တွေကြောင့် ရခိုင်လူမျိုးနဲ့ရခိုင်ပြည်နယ်ပြည့်စည်လာမယ့်အရေးကိုဆက်လက်ခေါင်းငုံခံမလားတုံးပြန်မလားဆိုတာစဉ်းစားရမယ့်အချိန်